တိုင်းမောင်းတောင်းချေအကောင်ခံကစောက်ထားတဲ့အိမ်တွေဟာအေးတင်ကိုစောက်ထားတဲ့အိမ်တွေလောက်မကောင်းလို့လူပြောများနေရဲ့ခိုင်နေဝင်ပြိတ္တမြအလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြလေးကြိုဆိုလိုက်ပါတယ်။ငလီဘေးတင်ပြည်သူတွေအတွက်တိုင်းတောင်းချေအလူခံပြီးတိစောက်ပေးထားတဲ့အိမ်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရပြန်တာကတော့ပရိုက်တာမိခင်ကြီးခိုင်နေဝင်ပါ။အားလုံးဒီကြားရဲ့တိုင်းခိုင်နေဝင်ဟာမြန်မာနိုင်ငံမှာအခုချိန်မှာပရိုက်တာမိခင်ကြီးဖြစ်အားလုံးကသတ်မှတ်ခြင်းခံထားရပါတယ်။ ဒါကလည်းခန်းနေဝေက2018ခုနှစ်လောက်ကတည်းကမိဘမဲ့ခု900ကလေးတွေကိုကိုယ့်ရဲ့ရင်သွေးလေးတွေအလားစောင့်ရှောက်နေရပါဒါအပြင်ခန်းနေဝေကမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကျရောက်တိုင်းမှာလည်းရှေ့ဆုံးကနေတွားရောက်ပြီးအကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်လေးရှိပါတယ် ဒီကနေ့နှစ်တွေတုန်းကရေပေးမှဆိုရင်လေခန်းနေဝေကအနေနဲ့အရရက်ကလူတန်းငွေ3000လောက်ကိုအသုံးပြုပြီးတော့ရေပေးတင်ပြည်သူတွေကိုတွားရောက်လူတန်းခဲ့ပါတယ်။အခုငလင်ပေးမှလည်းခန်းနေဝေကပြည်တွင်းပြည်ပနဲ့နိုင်ငံတကာစေတနာရှင်အလူရှင်တွေလူတန်းထားတဲ့ငွေကျပ်3000လောက်ကိုအသုံးပြုပြီးတော့လူတန်းထားပါတယ်။ဒါပေမဲ့လည်းအခုတခါမှငလင်ပေးမှတော့ခန်းနေဝေရဲ့လူပုံတန်းပုံတွေကအမှန်တကယ်အကူအညီလိုအပ်နေရင်ငလင်ပေးတင်ပြည်သူတွေစီကိုမရောက်ဖဲနဲ့ဖြစ်ကြတဲ့ဇန်လူတန်းတွေရဲ့လူဝေဖန်ခံခဲ့ရတာပါ။ အထူးသဖြင့်တော့ခန်းနေဝေလူတန်းတဲ့အလူငွေတွေကတကယ်လိုအပ်နေတဲ့သူတွေစီကိုမရောက်ဖဲနဲ့ဥက္ကဋ္ဌတွေနဲ့တချို့လူတွေစီကိုပဲရောက်ရှိသွားပြီးတော့ချမ်းသာသွားတယ်လို့ဝေဖန်ကြပါတယ်။ဒါပေမဲ့အခုခါမှာတော့ခန်းနေဝေကသူမအနေနဲ့ငလင်ဘေးတင်ပြည်သူတွေကိုလူတန်းထားတဲ့ငွေတွေကိုအလွဲသုံးစားလုပ်တာတွေကိုကြိုးအတွက်သုံးတာတွေမရှိဘဲအမှန်တကယ်ထိရောက်အောင်လုပ်နေကြောင်းလောက်ရလေတခုနဲ့တက်တည်ပြခဲ့ပါတယ်။ အဲ့ဒါကတော့တရုတ်ဆောင်မင်းသမီးခန်းနင်းဝေကငလင်ဘေးတင်ပြည်သူတွေအတွက်အိမ်တွေဆောက်လုပ်လူဒန်းနေရဖြစ်ပါတယ်။အထူးသဖြင့်ခန်းနင်းဝေကငလင်ဘေးကြောင့်အိုးအိမ်ပြိုကျကအိုးမဲအိမ်မဲဖြစ်သွားတဲ့လူတွေအတွက်မကြခင်မှာကြာရောက်တော့မဲ့မိုးရင်းမှာနေထိုင်နိုင်ဖို့အိမ်ယာတွေကိုစနစ်တကျဆောက်လုပ်နေပါတယ်။ခန်းနင်းဝေဆောက်လုပ်ထားတဲ့အိမ်တွေဟာသူမိုးဝါခင်းဝါကာနေခြင်းစပွဲအိမ်လေးတွေပါ။ဒါကြောင့်လူတော်တော်များများကခန်းနင်းဝေရောက်မကြခင်ကြာရောက်တော့မဲ့မိုးရသည်မှာငလင်ဘေးတင်ပြည်သူတွေအတွက်ဆောက်လုပ်ထားတဲ့အိမ်လေးတွေကိုသဘောကျနေပါတယ်။ဒါအပြင်ခန်းနင်းဝေရဲ့အမျိုးအမည် ရှိမှုကိုချီးကျူးနေကြပါတယ်။ဒါပေမဲ့တခြားတစ်ပတ်မှာတော့ခန်းနေဝေကငွေကုန်ကြေးကျများစွာကုန်ခံပြီးတော့တိစောက်ထားတဲ့အိမ်တွေကမန္တလေးမြို့ကတထေးမကြီးအေးတင်ကိုတယောက်ထဲအားနဲ့ဆောက်လုပ်လူတန်းထားတဲ့အိမ်တွေလောက်မကောင်းလို့ဝေဖန်ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းအေးတင်ကိုကလည်းမန္တလေးမြို့မှာငလင်ပေးကြရောက်အပြေးမှာကိုကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေပါတယ်။အေးတင်ကိုဟာခန်းနေဝေလောက်လူသိမများပေမဲ့ငလင်ပေးတဲ့ပြည်သူတွေအတွက်အကူအညီတောင်းဆိတ်အောင်လုပ်ပေးနေပါတယ်။အေးတင်ကိုဟာငလင်လှုပ်အပြေးမှာလက်တလုံးအဆင်ပြေဖို့အတွက်အစားအသောက်စရာရေးတန်းတွေ ီကူညီခဲ့သလိုနောက်ပိုင်းပြိုကျကွဲအပ်သွားတဲ့အိမ်တွေအဆောက်အဦတွေကိုလည်းငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်အခမဲ့ရှင်းလင်းပေးခဲ့ပါတယ်။ဒါအပြင်ခုကမှငလင်ပေးတင်ပြီးရောအိုးအိမ်နေအိမ်တွေပျက်စီးဆုံးရှုံးသွားတဲ့လူတွေအတွက်65သိန်းတန်တန်ဖိုးနဲ့အိမ်တွေဆောက်လုပ်လူတန်းနေပါတယ်။ဒီလိုမျိုးဆောက်လုပ်လူတန်းနေတဲ့နေရာမှာအေတင်ကိုရဲ့အိမ်တွေကခန်းနေဝေလူတန်းထားတဲ့အိမ်တွေထပ်ပိုကောင်းနေရကိုတွေ့ရပါတယ်။ကွန်ကရစ်အထိုင်တိုင်တွေနဲ့အေတင်ကိုရဲ့အိမ်တွေကခန်းနေဝေလူတန်းထားတဲ့အိမ်တွေထက်အပြတ်သက်သာလွန်နေပါတယ်။ဒါကြောင့်ခန်းနေဝေ နဲ့အေဒင်ကိုကိုနှိုင်းရှင်မှုတွေရှိနေရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအေဒင်ကိုဟာခိုင်နှင်းဝေထပ်ပို့ပြီးတော့စီကန်းကြရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်